ရသော်ဘုရားသခင်ကိုရောမြတ်ကပြိဋိဝံဆံဃာနီးမှာရှင်အန္တနာကိုဟောထားခဲ့တယ်။သူပလို့ဆိုတဲ့သူပါရဟတေဆုံးသွားတဲ့အခါမှာဇေဒီပထုတီထားပြီးတော့ကိုးခွေရမယ့်ပုဂ္ဂိုလ်ဟာ၄မျိုးပဲရှိတယ်ပေါ့။အဲ့ဒီ၄ဦးဟာဇေဒီပထုတီထားပြီးတော့ကိုးခွေရတဲ့ပုဂ္ဂိုလ်၄ဦးတဲ့။သူတို့ရဲ့အယုဒတ်တွေကိုမြုပ်နှံပြီးတော့ကိုးခွေရမယ်။ဘယ်ပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်နံပါတ်၁က သမတံဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီသမတံဗုဒ္ဓမြတ်စွာဘုရားတွေဟာအင်မတန်မှလေးသိင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးကဘာပေါင်းမြောင်များစွာကြာမှလောကမှာတူဒီတစုဒီပွင့်လာတဲ့ပုံကိုယ်တွေဖြစ်လို့အင်မတန်မှထူးခြားတဲ့အမှန်တရားကိုဟောပြောတဲ့ပုံကိုယ်တွေဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီပုံကိုယ်တွေရဲ့အယိုးထက်တည်ထားတဲ့ဇေဒီပထိုးကိုလက်ဥကလေးတစ်ချိန်လောက်ခြိလိုက်မလား။ ကြီးညိုတဲ့စိတ်ကလေးနဲ့ပန်းလေးတစ်ခွင်လှူလိုက်မလားရေလေးတစ်ခွင်လှူလိုက်မလားဆိုရင်လူပြင်းနတ်ပြင်းဆိုတဲ့လူချမ်းသာနတ်ချမ်းသာကိုအလွယ်တကူနဲ့ရသွားနိုင်တယ်ဒါကြောင့်မို့အကျိုးရှိတယ်စေတီပထိုးတည်ထားတာကနော်ယေရှုဘုရားကပြိဋိဘံဆိုင်ဟာနိဗ္ဗာန်ဟောခဲ့တယ်စေတီတည်ထားရမယ့်နေရာဘယ်နေရာတုန်းလို့ဆိုတော့လမ်းလေးစုံမှာတည်ထားပါအားတဲ့ လမ်းလေးစုံဆိုတာအရှိကလာနဲ့ဒီနေရာရောက်တယ်အနောက်ကလာနဲ့ဒီနေရာရောက်တယ်တောင်ကလာနဲ့ရောက်တယ်မြောက်ကလာနဲ့ရောက်တယ်ဟောအဲ့ဒီလမ်းစုံမျိုးမှာဇေဒီပထိုးတီထားလို့ရှိရင်တဲ့ဇေဒီတွေကိုမြင်လိုက်တာနဲ့လက်အုပ်ကလေးတစ်ချိန်ချီလက်အုပ်ချီလိုက်တဲ့ជីနူးတဲ့သရာတရားလေးဟာလက်ပြေကိုပုတ်ပေးနိုင်တဲ့အစွမ်းရည်တတ္တိရှိပါလေစိတ်ကလေးជីနူးတာနဲ့လက်ပြေဆိုတာလွယ်လယ်လေးနဲ့ရောက်နိုင်တယ်တဲ့ကြည့်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကို ချီညူရတဲ့တရားတရားလေးနဲ့စိတ်ထဲကချီနူးယုံလေးနဲ့မထကုံတလီတို့သားသင်အပ်ဆဲဆဲအချိန်လေးမှာခရကိုချီနူးတဲ့စိတ်ကလေးနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ချီနူးတဲ့စိတ်ကလေးနဲ့တည်သွားတဲ့အခါကျတော့နှက်ပြေသွားဖြစ်တာပဲတခြားဘာကောင်းမှုမှမရှိကျင်နေစေဒီကောင်းမှုကလေးကနှက်ပြေထီအောင်ပို့ပေးနိုင်တယ်ဆိုတော့အလွန်တန်ဖိုးရှိတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဇေဒီပထိုတည်ထားဖို့ဆိုတာတမန်တော်ဗုဒ္ဓမြတ်စွာဘုရားကြီးခုံကျေးဇူးကိုကြည့်ပြီးလူတွေဟာ လက်အုပ်လေးတစ်ချိန်ချိန်လိုက်မယ်တစ်ချိန်လောက်ရှစ်ခိုးဥချလိုက်မယ်ပန်းလေးတစ်ပွင့်တင်ထူလိုက်မယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရပြီးတော့သွားနိုင်တယ်ဒီအကျိုးတွေကိုမျှော်ကိုးပြီးတော့ဒါစေတီပထိုးတဲပါလို့ပြောတာဗမာပြည်မှာ စေတီတွေပေါ်တယ်လို့ဆိုပြီးတော့မလို့အဖုလို့သူတို့ကမြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်အေးသို့တော်လည်းပဲစေတီပထိုးမြင်ရတဲ့အတန်းနဲ့လက်ဟုတ်မချိမိတဲ့ပုဂ္ဂိုလ်နဲ့လက်ဟုတ်ချိမိတဲ့ပုဂ္ဂိုလ်ဘယ်သူကများမဲ့ထင် မချီမီတဲ့ပုံကောများကောင်းများလောက်တယ်ဟုတ်ကဲ့အဲ့တော့ကုသိုလ်ရဖို့ဆိုတာသူ့ဘာသူနဲ့တော့ကုသိုလ်မရနိုင်ဘူးเนาะစေတီပထိုးမြင်လိုက်တဲ့အခါဩတတော်တရားမြတ်စွာဘုရားရဲ့အယုဒ္ဓတေကိုတိထားကိုဝယ်တဲ့နေရာပါလားလို့စိတ်ကလေးကိုပြင်ပြီးချီနူးတဲ့စိတ်လေးနဲ့တဲ့ဟုတ်ကလေးချီမီးဖို့ရေးမချီဘူးလားရေးချီတယ်နတ်ပြေကတော့လက်ဦးလေးတစ်ချိန်ချီတာနဲ့ရောက်ပါတယ်တဲ့เนาะဒါကြောင့်မို့စေတီတွေဟာ ီထားကိုယ်ွယ်တဲ့လူကကိုယ်ွယ်ချင်းညူလေးစားတဲ့ပုံကိုယ်တွေကချင်းညူလေးစားပြီးလက်ဟုတ်ချင်ဖို့ရှ िख ုံးပြီးဖို့အမတန်မှအရေးကြီးပါတယ်နော်ဖရားရဲ့ခုံးကိုအာယုံပြုပြီးတော့လက်ဟုတ်ချင်ရမယ်နောက်တစ်ခုကနောက်တဦးကသူပါရဟစေတီပတို့တီထားကိုယ်ွယ်တိုင်းတဲ့နောက်တဦးကပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓဆိုတာဖရားပြီးလို့ရှိရင်သူလည်းကိုယ်ပိုင်ညာနဲ့သစ္စာလေးပါးကိုထိုးရင်းသိပြီးတော့ပစ္စေကဘောရိညာကိုရသွားတဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်များဖြစ်တယ် အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုံတွေကိုအာယုံပြုပြီးတော့စိတ်ကလေးချီနူးလိုက်လို့ရှင်လည်းပဲနတ်ပြည်ဆိုတာလွယ်လွယ်နဲ့ရောက်သွားနိုင်ပါလေ။အေးနတ်ပြည်ရောက်သွားဆိုရင် လူပြည်နဲ့မတူတဲ့အချက်တွေကဘာတွေလဲလဲဆိုရင်လူပြည်မှာနေစဉ်စားဝတ်နေရေးရုံးကန်လှုပ်ရှားပြီးတော့လုံနိုင်မှစားရတာเนาะ။နတ်ပြည်မှာအဲ့ဒါလိုလှုပ်เสียရမလို့တဲ့။လှုပ်เสียရမလို့။နတ်ပြည်ကကမ္မဖလူပါစီပြီးကိုလုံးခဲ့တဲ့ကံရဲ့အကျိုးအတိုင်းပဲ။ ုံမိမှန်ကလည်းပေါ်နေတယ်စားစရာတွေကလည်းရှိနေတယ်ဝတ်စရာတွေကလည်းရှိနေအယောင်ဝယ်ပြီးဘာမှလုပ်စရာမလိုဟုတ်ကဲ့လားစိတ်ထဲမှာဆန္ဒရှိတာတွေအလုံးလျောက်ဖြစ်ပေါ်ပြီးတော့နေတယ်ကံရဲ့အကျိုးကိုမြည်ပြီးတော့အသက်မွေးရတာအနှပ်ပြီပဲလူပုံကြတော့အဲ့လိုမဟုတ်ဘူးကံတစ်ခုတည်းအာခိုးနေလို့ရှိရင်ငါ့မှာပဲအသေးချာတယ်ပေါ့ကံကတော့မိသားစုအိမ်တိုင်ပို့လိုက်မယ်သို့မဟုတ်ဒီဒါနကောင်းမှုသိရှိတဲ့ပုဂ္ဂိုလ်ကြတော့တထဲအိမ်ပို့လိုက်မှာပေါ့ ဒါနကောင်းမှုအားနဲ့ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အလတ်တန်းစားအိမ်ပို့လိုက်မှာပေါ့ဒါနကောင်းမှုလုံးဝမရှိဘူးဆိုရင်တော့သရောင်းစားတဲကုတ်ဖို့မှာပေါ့ဒီလိုတော့လာမှာပေါ့နော်အေးအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေကနေပြီးတော့ပို့ပေးလိုက်တဲ့အခါမှာသရောင်းစားလည်းအလုလုရတာပဲတဲကုတ်ထဲမှာသို့မဟုတ်သူနေတဲ့နေရာလေးမှာကုတ်နေလို့ဘယ်သူမှမလာပေးမှာမဟုတ်ဘူးလူထူထူရှိရသွားပြီးတော့သူလည်းတောင်းရမှာပဲနော် အလုံးဆိုတော့လောက်ရတယ်လို့ဆိုလိုတယ်ပေါ့လူကွာဆိုတာအလုံးလုံးမှစားကြပေါ့ဥဋ္ဌာဏဘလူပစီဝီလို့ခေါ်အေးအဲ့ဒီထဲမှာကြည်နတ်ဘုံဆိုတာအလွန်ချမ်းသာအလွန်ချမ်းသာတဲ့နတ်ဘုံကိုပေးစွမ်းနိုင်တဲ့ကုသိုလ်ကောင်းမှုဆိုတာအခုစေတီပထုတီထားခိုးွယ်တဲ့ပုဂ္ဂိုလ်မြတ်တွေကိုအာယုံပြုတ်ပြီးလက်ဥကလေးခြိလိုက်တာနဲ့စိတ်ထဲမှာကျဉ်းမှုလေးဖြစ်လိုက်တာနဲ့ပန်းလေးတစ်ပွင့်တင်ထူလိုက်တာနဲ့ရနိုင်တယ်ဆိုတော့ အမတန်မှတန်ဖိုးနဲ့နဲ့နဲ့တန်ဖိုးကြီးကြီးကိုရလိုက်တယ်လို့ပြောတာပဲအေးနောက်တစ်ခုကတော့ဘယ်သူလုံးဆိုရင်မြတ်စွာဘုရားရဲ့တပည့်တော်ကယဟန္တာပုဂ္ဂိုလ်တဲ့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ကလည်းပဲထုပါရဟပဲစေရီတီထာကိုယ်ခွင့်လိုက်တဲ့ပုဂ္ဂိုလ်လက်အုပ်ချီလိုက်လို့ရှင်ထိုပုဂ္ဂိုလ်ကို ကြီးညိုတဲ့စိတ်နဲ့လက်အုပ်ချီမှုရှိခိုးတဲ့ပုဂ္ဂိုလ်တွေကကာဝတ္တဝိရိကိုရောက်နိုင်တယ်နောက်တစ်ခုကတော့ဘယ်သူလုံးဆိုလို့ရှင် တရားသဖြင့်တိုင်းသူပြည်သားတွေကိုအုပ်စိုးတတ်တဲ့စัจเจဝရိမင်းအဲ့ဒီစัจเจဝရိမင်းကလည်းပဲ၅ပါးတိလလုံးပြီးတော့သူခိသူခါပါဆိုရင်အမတမငြိမ်းချမ်းအောင် တိုင်းသူပြည်သားတွေကိုဆုံးမဩဝါဒပေးသူဆုံးမဩဝါဒပေးတာတခြားဘောက်ဘူးပါနောနဟန္တဘောသူများတဲ့ပတ္တချနဲ့အဒိဏနာတဗံသူများမပေးတဲ့ပစ္စည်းတွေမယူချနဲ့ ော်ကာမေတုမိစ္ဆာနာစရိတ္တဗာကာမဂုဏ်ကိစ္စတွေမမှန်ရင်မလုံးကြနဲ့ဘုဒ္ဓနာဝိတ္တဗာဘယ်တော့မှလိမ်မပြောကြနဲ့မန္တာကိုပြောကြမိစ္ဆာပါဏာနဗတ္တဗာကိုယ့်ရဲ့စေဝအဖြောရမကားတွေမတော့ကြနဲ့ဒါသူ့ရဲ့အဆုံးမပဲအဲ့ဒီအဆုံးမတိုင်းလိုက်တာကြတဲ့လူတွေဟာသူ့အဆုံးမကိုလိုက်တာတဲ့များလူတွေဟာသေရင်နှပြည့်ကြီးပဲအကုန်ရောက်ကုန်ကြတယ်ဟောဒါကြောင့်မလို့ဒီမင်းဆိုးရတာကလည်းထူးခြားတဲ့ပုံကိုဖြစ်တော့ သူ့ရဲ့အဆုံးအမသူ့ကိုတတိယပြီသူ့ရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်ကောင်းရသူတိဘုံတွေရောက်နိုင်လို့သူလည်းပဲဇေတိပထိုးတီထားပြီးကိုးွယ်ထိုက်တဲ့ပုဂ္ဂိုလ်လို့ဟောအလုံးပေါင်းလိုက်တဲ့အခါကျသူပါရဟဇေတိပထိုးတီထားကိုးွယ်တဲ့ပုဂ္ဂိုလ်ဟာ၄ဦးပဲရှိတယ်ဖရာရဲ့ပိစိကဗုဒ္ဓရဲ့ယဟန္တာရဲ့စကြဝဠာမင်းရဲ့လို့ဒီလိုမှတ်အားနော်တီထားကိုးွယ်တဲ့အကျိုးကျေးဇူးကတော့ခုနမြင်သမျှပုဂ္ဂိုလ်တွေတရာချီနူးတဲ့စိတ်ကလေးနဲ့ လက်ဝချီုံနဲ့ပဲကောင်းတဲ့ဥဒိရောက်နိုင်လို့ဆိုတာဒါကကြီးမှန်းချက်တစ်ခုပေါ့နော်